Define ကိုဒူဟိုင်း300လေးအလုပ်ပေးမယ် project title decentralized finance define 300 application နဲ့မြဟာလုံးလို့ခေါင်းဆောင်နေပြီလား OF ကိုတခါပြေးလိုက်ဒီချင်းကိုတခါကူးလိုက်နဲ့လိုရတာပင်ပန်းနေတယ်ဆိုရင်အခုပြောမယ် title ဆိုတဲ့ project အသစ်တစ်ခုကအဲ့ဒီဒုက္ခတွေကိုအဆုံးသတ်ပေးနိုင်ပါတယ်ဆိုတော့ဒီ project ကဘာလဲဘလို့အလုံးလို့လဲဆိုတာပုံလည်လာကြည့်အောင်ပါ title project ဆိုတာကဘာလဲ Turtle ဆိုတာက web3 defined project တစ်ခုဖြစ်ပြီးတော့ liquidity distribution protocol လို့ကြီးညာထားပါတယ်။ကြော်ရရဲ့ liquidity provider ရဲ့ protocol ရဲ့ user တွေကိုတန်တရားရဲ့မှာချိတ်ဆက်ပြရမျိုးပါ project ရဲ့အဓိကအားသာချက်က cross chain မှာအလုံးလုံးနိုင်တာပါပဲဒီတော့ကိုက who app ဝင်ဒီ app ထွက်ခဏခဏလောက်စီအောင်ဘလူးရပဲနဲ့သူတို့ system တွေကနေချိတ်ဆက်ပြရဝင်သုံးရပါမှာပါ နောက်ပြီးတော့အခုဆိုရင် project ပေါ်မှာ wallet ပေါင်း3သိန်းခွဲသောရှိနေလို့လက်တွေ့မှာလည်းတကယ်အလုပ်ဖြစ်နေရ project တခုလို့ပြောနိုင်ပါတယ်။ဒါတော့ gadget token ကဘာအတွက်သုံးတာလဲ။ထာတိုဆိုတာက T protocol ရဲ့အဓိက native token ဖြစ်ပါတယ်။သူရဲ့အဓိကအသုံးဝင်မှုတွေကတော့ governance by data token kind higher တွေက browser နဲ့ပတ်သက်တဲ့ AED နဲ့ဆောင်ဖြတ်ချက်တွေကို map ဆောင်ဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကမမဟောင်းကိုရဲ့ vote ကိုတစားတစ်ယောက်ကိုဟွဲပေးလို့လဲရပါတယ်။ဒါက project ကိုကငင်းနေဒီကထွင်းဆောင်မှအလုပ်ပြရစနေပါ။နောက်တစ်ခုကတော့ active participation မှာဒီစနေကကိုအနေနဲ့ဘလောက်ထိဒီ project ပေါ်ထောက်ကိုတူတယ်ပေါ်မူတည်ပြီးတော့တော်တဲ့ token တွေကို reward အနေနဲ့ကျေရနိုင်ပါတယ်။ဆိုတော့ဒီ token ရဲ့ token ခွဲဝေပုံ tokenomics ဘယ်လိုရှိလဲဆိုရင် dodo supply အနေနဲ့1 billion ရှိပါတယ်။ finance မှာ list of the အချိန်မှာပထမဦးဆုံးထွက်လာတာကစုစုပေါင်းရဲ့စံကားတသမ၄ခွန် ရပိုင်တော့မှာ token စေတန်းကိုရော Binance Holder Airdrop အတွက်တည်တံ့ပေးခဲ့ပါတယ်။ project ကောင်ကအလောလောဖို့ ecosystem အတွက်က37.5ရဟိုင်းတော့မှာ team အတွက်က20ရဟိုင်းတော့နဲ့ investor တွေအတွက်ကတော့26ရဟိုင်းတော့မှာနောက်ပြီးတော့ advisor တွေ contributor တွေအတွက်ကတော့7.6အတီးတီးခွဲဝေထားပါတယ်။ ဂင်းနီယာမတရိထာကြီးအမကတင်20ရာခိုင်နှုန်း investor 26နခုပောင်းရင်တော့မှစုစုပေါင်း supply ရဲ့50ချပ်ရခိုင်နှုန်းလောက်ရှိနေရပါဒါက project အစောပိုင်းမှာပုံမှန်ရှိခဲ့တဲ့ဆိုပေမဲ့နောက်ပိုင်း through token တွေ unlock ဖြစ်လာတဲ့အခါမှာဈေးကွက်ထရီအောင်ချနိုင်ချေ sell pressure ရှိရဆိုတာပေါ်တော့ထည့်ပြီးရစဉ်းစားထားရပါမယ် ဆိုတော့ဒီဒုက္ခနေကို Binance Holder Airdrop မှာဘယ်လိုရောက်ခဲ့လဲဆိုတော့ကြည့်ရအောင်မဒီ project တစ်ခါတော့ Airdrop ပေးခဲ့ရဲ့ period ကပြီးတော့ပြီပေါ့နော်ဘယ်လိုရောက်အောင်လုပ်ရမလဲဆိုလို့ရှိရင်တော့ခုမှရှိရဲ့ PME coin ကို Binance ရဲ့ sample and ဓမ္မမဟုတ် onsen shi product တွေထဲမှာ Autobus လေးရဲ့နေ့ကနေ pre-order ရဲ့နေ့အတွင်းမှာခဲ့တာခဲ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးထိထားရဲ့ဆိုလို့ရှိရင်တော့ဒီ Airdrop Autobus ကို Elizabeth ဖြစ်ပြီးတော့ token တွေကိုရှာခဲ့မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီ project ကအနာဂတ်မှာအလားအလာကောင်းနိုင်လားဆိုတာပေါ့ဆွေးနွေးကြပါမယ် ဒီ project က defi မှာအဓိကပြဿနာကိုဖြေရှင်းဖို့စူးစမ်းနေရပါခင်ကနေနေအရာတကင်းနဲ့ all of love နေတလို့ finance holder airdrop မှာပါလာရတာက project အတွက်အကြီးမားဆုံးလုံခြုံမှုကိုတိစောက်ပေးလိုက်တယ်လို့ပါပဲဒါပေမဲ့ the detail မှာက project တွေကအစကောင်ပြီးတော့နောက်ပိုင်းရပ်သွားတာတွေရှိခဲ့ပူပါတယ်ပြီးတော့ defi လောကကပြန်ဆန်မှုအရင်များရယ် hype နဲ့တက်ပြီးတော့ပြင်ကြတာတွေရှိတော့ risk တော့ရှိပါတယ်ဒါကို data ပေါက်ညံ့မဲ့လို့အာမခံဆက်ရှိတဲ့ safe project လို့တော့တပွန်ပထားပါနဲ့ high risk လို့ပဲသတ်မှတ်ရပါမယ်အဖော်မပြောခဲ့သလို team နဲ့ investor ခွဲတန်းကလည်းများတာမို့ double leverage ထည့်တွေ့ရပါမယ် order error အကြောင်းနဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ crypto maker passive income with crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်တကယ်ရင်များကိုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ်အပြင် crypto maker နဲ့ပြောလို့ပြီးရကမိတ်တွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ crypto maker referral code သုံးပြီးတော့အကောင့်ဝင်လာလို့ရပါတယ် ခရစ်တိုမိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိန်း100ကျော်ဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုပ်ကိုတုံထားတဲ့ user တွေဆိုလို့ရှိရင်ဒီရှိမှာပါအကျိုးမြင်ရမယ်ဆိုတာကိုအားမခံပါတယ် အကယ်၍များကိုအတီကုတ်ကိုတောင်းပြီးတော့အကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆောက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတောင်းဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တောင်းတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Crypto Mate ပါ။နောက်ဗီဒီယိုမှပြန်တွေ့ရပါဖို့။